ဒီနေ့ရဲ့ရာသီဥတုလေဟာနေ့လယ်ကလေးကနေညမိုးချိုးတဲ့ချိန်ထိမိုးသဲတံနေရရှိပါတယ်။အခုလို မိုးတွေဆင်းရဲတဲ့ရွာပေါင်းနေတဲ့ချိန်ဆိုရင်ဗဇူတရားကိုလွမ်းကြတယ်မဟုတ်လားဗျာ။ဒါပေမဲ့ပကြိုးလူတွေအတွက်တော့အဲ့ဒါတွေတွေးနေဖို့ချိန်မရှိပါဘူး။မိုးကောက်ပြီဆိုတာနဲ့ပကြိုးလူတွေအတွက်တော့လှူရှားလုပ်ခဲ့ဖို့အခြေခံပဲဖြစ်ပါတယ်။မိုးလေသာတပွဲပွဲနဲ့ရွာလိုက်ရင်တော့မရဲတို့ငါခိုးတော့မှရွှေမှုကြတယ်မဟုတ်လားဗျာ။ လောကန်ခွင်လာပေါ်တဲ့မြို့ပြကြီးတွေမှာလို့မဟုတ်ပဲတပွားတရားကြီးကိုမိတင်းနေထိုင်ကြတဲ့ကျိလက်ဒေသတွေမှာတော့မိုးရွာရင်လူတွေလည်းအလုပ်တွေရှုံနေကြနေကြအခုတခါမှလေအေးမောက်လို့ခေါ်တဲ့လူငယ်လေးတယောက်ရှိပါတယ်သူဟာတရားဆိုင်ခင်းလူတွေနဲ့တယ်မွန်းကြောက်ဖြိုးတဲ့သူတယောက်ပါခါတရေကြရင်တော့ဂျားပေါင်းနေနဲ့ငါးမဖွက်တာတို့မရှိထောက်တာတို့လို့လေးရှိပါတယ်ဒီကနေ့မှာတော့လျှက်စေးတွေလက်ပြီးမိုးတွေကမရမနာရွာနေခဲ့တယ်ဗျအဲ့ဒါနဲ့သူလည်း ိုးကောက်တို့ရေကန်းဆိုတဲ့စကားတိုင်းလွလို့ဖို့ပြေးစင်နေခဲ့ပါတယ်။ကြည်ရတာတော့မိုးကလည်းဆဲဖို့ပြောင်းလဲချက်မရှိတာကြောင့်အေကနေစတင်ထွက်ခွာလာခဲ့ပါတယ်။ဒဝက်တာတွေပြေးစင်ပြီးခေါင်းမှာခေါင်းစော့တက်မီကိုတန်းစင်က ပချုပ်ကိုလည်းကိုနိုင်ဆိုင်လွှဲထားလေးရှိပါတယ်။ကျိလက်တော့ရမှာတော့မိုးသာကောင်းပြီဆိုရင်ဖားတွေဘလူးပြန်နေလေးရှိပါတယ်။အဲ့ဒီဖားတွေကိုကြော့ကြော့ကလေးပဲကြော်မလားမယိုလေးထောက်ပြီးတော့နှက်ထားမလားပလာလာအရသာလေးကချိုဆိတ်နေတာဗျာ။ ဒါကြောင့်ကိုကြီးမက ဖားရှာဖို့ထွက်လာခဲ့တာပေါ့ထွက်တဲ့ချိန်မှာလွယ်တဲ့ပစ္စည်းကလွယ်ရင်ဖနက်တောင်မှစီးလေမရှိပါဘူးအဲ့ဒီလိုဟိုကြီးတီကြီးနဲ့ဟေးလေးပြီကွင်းကြီးကိုရောက်လာတော့နေရာနှမ်းမှရှိတဲ့မင်းလေးရီကိုတွေ့လေရပါတယ်အဲ့ဒါကလည်းတခြားမဟုတ်ပေကိုကြီးမောင်လိုဖားရက်ရှာကြတဲ့တခြားရွာသားတွေဖြစ်ကြပါတယ်နောက်ထဲသဘောချစရာတခုကတော့ကျောင်းထဲတောက်ပြွေကြရင်လေရီမောပြောဆိုကြပြီးကိုတို့တို့စီပီလာပါညာနဲ့လမ်းပြီးတော့နှုတ်ဆက်လေးရှိတယ်ဗျာ ကိုရင်းမော်လည်းအဲ့ဒီလိုနဲ့ရှောက်လာခဲ့လိုက်တာခဏလောက်ကြာမှတော့ဖားတကောင်ကိုစတင်တွေ့လဲရပါတယ်။ဒါကြောင့်သူလည်းအဲ့ဒီဖားကိုကောက်ဖမ်းလိုက်ပြီးတော့သူ့ရဲ့ပချို့တွေကိုပြေးထွက်လိုက်ပါတယ်။ဖားတကောင်မိလိုက်တော့ကိုရင်းမော်လည်းတစ်ချက်တော့ပြိုးလိုက်ပြီးကြတဲ့နေရာတွေဆက်ပြီးတော့လိုက်ရှာကြည့်ခဲ့ပါတယ်။သူလက်ရှာကြည့်တဲ့ချိန်မှာမလမကနိုင်ခန်းလေးလေးမြင်ရတဲ့မိလေးကိုတွားတွေ့ခဲ့ပါတယ်။အဲ့ဒီမိလေးဟာတနေ့တော့ထူးဆန်းသားဗျာ ဘာလို့လဲဆိုတော့ဖားဖန်းသူတယောက်နေနဲ့လှော်ရှားလုတ်ကြိုက်ပိုးတွေဟာတူမတူပဲကွဲပြားနေခဲ့ပါတယ်။မီလိုကလည်းအပေါ်တဲလေးအောက်ဆင်းလိုက်ဖြစ်နေတာကနမကြီးတဲ့ခလေးရလိုဖြစ်နေခဲ့ပါတယ်။ဒါကြောင့်မိုးရီထဲမှာခလေးတယောက်ကများလာဆောနေတာများလားလို့ထင်မှတ်လိုက်ပါတယ်။ရွှေမဘသူလဲကွာသူ့ရဲ့မိကဘာလို့အချက်ပြသူလိုဖြစ်နေရလဲ။အလာဂျီဟိုးချင်းနေမှာတော့အဲ့နာမှာဖားတွေတော်တော်ပေါလို့များလား။မတစ်ချက်လောက်သွားကြည့်ဦးမှာပဲ။ ကိုအိမကလည်းတိုးစေတဲ့ခံမှန်းလိုက်ပြီးတော့ဘေးပဝဲချီဟုလည်းအကက်ခဲကြည့်လိုက်ပါတယ်။အနီးနားမှာတော့ဒူသူနဲ့ဝေးတဲ့လက်ကွင်းကြီးတွေပဲရှိတာကြောင့်တော်ယုံနဲ့အဲ့ဒီနေရာကိုလာလိမ့်မရှိပါဘူး။အဲ့ဒီနေရာကိုကြည့်နေရင်လည်းဒမ်မီလို့ထင်ရတဲ့အရာဟာမြေကြီးပေါ်တို့ရောက်သွားခဲ့ပါလေ။ကြည်ရတာတော့တတိယယောက်ကမြေကြီးပေါ်၌တတိလေးလဲကျနေတဲ့ပုံစံဖြစ်နေခဲ့တာပေါ့။ဒါကြောင့်ကိုအိမော်လေးအဲ့ဒီနေရာကိုသွားကြည့်ဖို့ဆိုးဖြတ်လိုက်ပါတယ်။ ကိုအေးမဆိုတာကလည်းဆက်ဆံရေးကောင်းမွန်တဲ့သူမလို့တွေ့တဲ့သူတည်းကိုလည်းပြောဆိုနှိုးဆက်တတ်တဲ့အကြည့်ရှိပါတယ်။ဒါကြောင့်သူဟာလမ်းတွဲနေရတဲ့တမ်မီပိုင်ရှင်စီတို့သွားကတရရောက်ရှိလာလို့လမ်းမေးခဲ့ပါတယ်။ဒါပေမဲ့ပြန်ဖြေခဲ့ခြင်းမရှိပါဘူး။အဲ့ဒီလိုနဲ့ရှောင်းလာခဲ့ရင်ထိုနေရာကိုမြောက်ခင်မှာပဲကလုတ်တက်မိပြီးတော့လဲကြပွားပါတော့တယ်။သူပြန်ထားလိုက်တဲ့ချိန်မှာတော့တမ်မီဟာချို့ရင်သွားခဲ့ပြီးရိုးဒီရဲ့မေးပြက်သွားပါတော့တယ်။အဲ့ဒါနဲ့သူလည်း ဒမီကိုလက်နဲ့နှစ်ချက်လောက်ပိုးကြည့်ပေမဲ့ဒမီကတော့ပြန်မရခဲ့ပါဘူးဒီမိကတမောက်ကွာရင်းမပါလိုက်တာ အခုမှလာပြက်ရတယ်လို့ကိုကြီးမကလည်းမထူးပါဘူးလေလို့ဒီတိုင်းပဲအရှိတ်ကိုဆက်ရောက်လာခဲ့ပါတယ်ဘိုးဆက်တွေရဲ့အမလေးကလေးတွေကလည်းအိတ်ခတ်နေတော့အေးမောက်လေးလည်းတော့ချမ်းလာခဲ့ပါတယ်ဒါကြောင့်အေးပြဖို့တွေ့လိုက်ကမပြခင်မှာတော့ထို့အလင်းရောက်ရှိတဲ့နေရာစီသွားကြည့်ဖို့ရှောက်လာနေခဲ့တာပေါ့အဲ့ဒီလင်းရောက်စီကိုလည်းရောက်ရော့ မတင်မတဲ့မြေခဲတစ်ခုကသူ့ကိုစီးချိုနေခဲ့ပါတယ်။အဲ့ဒါကသူထင်ထားသလိုတခြားရွာသားမဟုတ်ဘဲဒဇေကြီးတကောင်ဖြစ်နေခဲ့တယ်ဗျာ။သူဒဇေကြီးဟာထိပ်ပြောင်ပြောင်နဲ့အပေါ်ကအိတ်ကြီးတော်မရှိပေမဲ့ဘောက်ပြအထက်လေးနဲ့ထိုင်နေခဲ့ပါတယ်။တကယ်တော့အဲ့ဒီဒဇေကြီးဟာအေးမောက်လိုပဲဖားရှာနေခဲ့တယ်ဗျာ။သူဆန်တာကသူ့ရဲ့နှာခေါင်းကဓာမိသပွဲလေးနေခဲ့တာကြောင့်မသိအချားလူတရားလိုထေကောင်းထေရနိုင်ပါတယ်။သူ့ရဲ့ပါးစပ်မှာလေအစော်ရီနဲ့တူပွဲတွေပေးကြံနေခဲ့တယ်ဗျာ။ အေးမော်လေးအချားတယောက်ထင်နေအော်ခေါ်ဖို့လုပ်ပြီးမေဒဇေကြီးဖြစ်နေတော့အလင်းများနဲ့ပဲအသိပဲနောက်မှာပိုးလိုက်ရပါလေဟာသိပါပြီကွာဒဇေကြီးဟာအဲ့ဒီဒဇေကြီးကဥမိုက်ကြီးပဲကွာကိုအေးမော်ကနောက်ထပ်ထူးဆန်းစွာနဲ့ပဲအဲ့ဒီဒဇေကြီးကဂျွာဘာတယောက်ဖြစ်တယ်ဆိုတာကိုသိလိုက်ပါတယ်ဒါပေမဲ့သူခုနကတီတူပြောလိုက်တဲ့စကားတွေကြောင့်အာယူပါတဲ့ထိုတစည်းကလည်းချက်ချင်းပဲကြားပါခဲ့ပါတယ် ဒါကြောင့်သူဟာအန်တန်ကြားတဲ့နေရာကို ထွက်လာခဲ့ပြီးဘသူလဲလို့လှမ်းမိနေခဲ့ပါတယ်။ဘသူလဲ။အဲ့မှာပိုးနေတယ်မလား။ထွက်လာခဲ့ကြံ။မောရင်ပိုးတာမယ်နော်။သွားပြီ။သူငောက်ကုန်ပြီ။ဘာလို့မှလည်းမသိဘူး။မင်းဒီနောက်မှာရှိတယ်ဆိုတာသိခင်နော်။မင်းနာမည်ဘသူလဲ။ဟမ်။တွင်ရတော့မင်းကိုငါရဲ့ညစာလို့ပြင်မယ်။မင်းပိုးမနေပါနဲ့တော့ကွာ။ငါ့ကိုမစားပါနဲ့ကွာ။ငါတောက်မှတ်ပါလေ။ အယူပေါ်ရည်တင်နေတဲ့ခန္ဓာကိုယ်ကြီးကိုမေးမှုလို့ပြောရက်တယ်။ငါစီကိုလည်းမလာပါနဲ့ကွာ။ငါမေးကိုမမိခဲ့ဘူးလို့ပဲသဘောထားလိုက်မယ်နော်။ကိုကြီးမတရားထွက်ပြေးမယ်ဆိုရင်မှမောင်မဲနေတဲ့ထိုဟင်းလင်းပြည်ကြီးမှာပြီးပါမှုတွေ့ပဲဖြစ်နေခဲ့တယ်ဗျာ။ဒမီကလည်းပြက်သွားတော့နေနာမှာမောင်မဲနေတာကလွယ်ရင်မြေလူကဘာကုန်းမှမတွေ့မြင်နိုင်ခဲ့ပါဘူး။အဲ့ဒီတစေကြီးကရွာဘာတယောက်ဖြစ်တဲ့ဦးမိုင်ကြီးဖြစ်ပြီးတော့သူစီကိုနေလာနေခဲ့ပါပြီ။ အဲဒီချိန်မှာပဲသူ့ရဲ့နေပေးကိုရုတ်တရက်ရောက်လာခဲ့ပါတယ်။ဒါနဲ့ကိုကြီးမုံလေးဘာမှရွေးချယ်စရာမရှိတော့တာကြောင့်ပြည်စည်ကြီးကိုလဲဝှစ်ချပြီးတောင်းပန်ခဲ့ရှာပါတယ်။ကိုမိတ်ကြီးရဲ့ကျတို့ကိုမတက်ပါနဲ့ဗျာ။ကျတော်ကကိုဘာသာရိုးရိုးသားသားလှူစားနေတဲ့သူတယောက်ပါ။ဒီเจ้าကိုလည်းဘုသူ့ကိုမှပြောမပြပါဘူးလို့ခရီးပေးပါတယ်။တို့ရဲ့အသက်ကိုချမ်းသာပေးပါ။ငါမသူဆိုတာမင်းကသိနေတော့ဘလို့လို့မဲဝင်ငါလှုပ်ပေးကောင်းမလဲ ။မမေကမယိုချင်နေဘူးကွာ။ရှုပ်ပါရဲ။တခါတည်းစားလိုက်တာပိုကောင်းမယ်။ဟာအဲ့ဒီလိုမလုပ်ပါနဲ့ဗျာ။တခါတော့ကျုပ်ကိုယုံကြည်ပေးဖို့တောက်ဆိုပါရဲ။ဒီကိစ္စကိုတကယ်လှုပ်ဝဲပေးထားပါမယ်လို့ကတိပေးပါရဲဗျာ။ကိုရင်းမလား။သူ့ကိုလှုပ်ပေးဖို့တောက်ဆိုခဲ့ပြီမယ်။သူ့ရဲ့ညွန်နေချက်တွေဟာပြည့်စည်သွားခဲ့ရပါတယ်။တို့ဒီစေကြီးကသူ့ရဲ့လက်တွေကိုဆက်ထုတ်လိုက်ပြီးကိုအီးမကို စားဖို့လုပ်နေခဲ့တာပေါ့အဲ့ဒါနဲ့သူလည်းအဲ့ဒီမိစ္ဆာက စားဖို့လုပ်နေတယ်ဆိုတာကိုသိသွားခဲ့ပါတယ် ခမရကကြိုကိုလှုပ်ပေးပြီးစက်ပြင်းမလို့လားအေးမော်လေးထိုးထုတ်ပြောပြီးခြေဦးတရခုံထွက်ပြေးသွားခဲ့ပါတယ်ဘလောက်တော့ညံ့တယ်လဲဆိုရင်ဒဇေကြီးတော်မှငုတ်တို့ကြံခဲ့ပါတော့တယ်အဲ့ဒီနောက်ဒဇေကြီးဟာဒီတိုင်းကြံခဲ့တာမဟုတ်ပဲအေးမော်ကိုတခုခုလှုပ်ဖို့ကြိုးစားခဲ့ပါတယ်သူဒဇေကြီးဟာ driver ဦးမယ်ကြီးဖြစ်ပြီးအေးမော်ရဲ့အေးကိုမိဖြည့်လာရှို့ခဲ့ပါတယ်သူရဲ့တီယိုမန်ကိုမြင်သွားတဲ့သူမျိုးတခါတည်းမြှို့ပြီးတက်ပစ်လိုက်တယ်ဆိုတဲ့သဘောပေါ့ဗျာ အေးမောင်အေးမောင်ဒီကောင်လေးကလူကောင်းလေးပါမိကညတဲ့ကောင်ကြော်မှလောက်တဲ့မိဖြစ်လို့သူလည်းထွက်ပြေးနေလဲမှမဟုတ်ဘူးစိတ်ပကောင်းစရာပဲကွာသူအိမ်မောင်ရှိတဲ့ချိန်မှာမိလောင်တော့ကံကောင်းသွားတာပေါ့ဘာဒါဆိုအေးမောင်ကသူ့အိမ်ထဲမှာရှိမနေခဲ့ဘူးပဲဒါဆိုအေးမောင်ကအဲ့ဒီချိန်ခင်ဗျားအေးကိုရနေခဲ့တာလားဟုတ်တယ်ဗျမင်းညာကအေးမောင်တယောက်ကိုချိုးစီကိုကမကရန်ပြေးလာခဲ့တယ်ဘာဖြစ်တာမှလည်းမသိဘူး ။သူအခုခမရအိမ်မှာဆိုတော့ဘလို့နေလဲ။အဆင်ပြေရဲ့လား။နောက်ထပ်သူဘာပြောသေးလဲ။ဘာပြင်းမှလည်းမသိဘူး။အဲကောင်အတော့ကိုထူးဆန်းနေ။ဖျားခဲ့ပါတရားခဲ့ပါနဲ့။အကြောက်တဲ့တရားဖြစ်နေခဲ့တယ်။မေကြီးတော့လေဒစီချခံရတယ်လို့အဲ့ဒစီကသူ့ကိုစားဖို့လို့နေလို့အမြန်ပြေးလာခဲ့တယ်ဆိုပဲ။ဒစီကဘလူလဲလို့မေးတော့အဲကောင်မူးလဲသွားရော။ဒီကိုလို့လဲမုတ်ဆိုတာတော့ညာကအဖျားတွေတက်ပြီးနေမကောင်းဖြစ်နေသေးတာ။အခုဆန်ပြုတ်နဲ့ဖျားပြုတ်စီလေးဝယ်ပြီးတော့ချို့အေကိုပြတော့မယ်။ ဒီဘိုးကြီးရဲ့နာမည်ကဥရှိမောင်လို့ခေါ်ပြီးတော့အေးမောင်ကိုလေသူလိုသားလိုသဘောထားလေးရှိတယ်ဗျာဥရှိမောင်အေးပြားတဲ့ချိန်မှာ သူနာကိုတစိုးတယောက်လိုက်နေရဲပါတယ်သူကတော့ဦးမကြီးဖြစ်ပြီးတော့တိတ်တိတ်လေးလိုက်လာခဲ့ပါတယ်ခဏလေးဥရှိမောင်ရဲ့သူပြောစရာရှိလို့ဟမ်မင်းမလှုပ်ရှားရင်မရှိဘူးလားဟာဘာလို့ငါနှက်ကိုလိုက်နေရလာလဲအေးမောင်ကခင်ဗျားအိမ်မှာဆိုဘလို့နေလဲအစီပြေလားအဲ့ဒါကိုကြိုးသိချင်လို့ပါချို့လဲလိုက်ခဲ့မယ်နော် ကောင်းပါပြီဗျာခမရလက်ကြည့်ချင်တဲ့သဘောပဲဥရှိမတို့ရောက်တဲ့ချိန်မှာ အေးမာကတော့အပြားကျသွားပြီဖြစ်တာကြောင့်ကိုရီလေးတွေပေါ်ပါကြည့်လည်နေခဲ့ပါတယ်ကျိုးရဲ့ရိုးရာစိတ်ဆွမ်းနဲ့မြန်မြန်ဆန်ဆန်ပြန်သက်သာနေတဲ့ပုံစံပဲတွေ့ရတာဝမ်းသာပါတယ်အေးမောင်ဟာဒဇီဖက်သွားကောင်းစီမလာနဲ့အေးမောင်ဘလို့ပြောလိုက်တာလဲကွာသူကမိကိုဆေးပူလို့လိုက်လာကြည့်တာလေကွာဟာမသိဘူးမသိဘူး ဥမေကြီးကတစီကြီးချို့ကိုတွေ့ခဲ့တယ်။သူချို့ကိုစားလိမ့်မယ်ဗျ။ဟဲ့ကောင်ပါဇက်ပိတ်ထား။သူကြီးတွေကိုမစော်ကားနဲ့။အပြောတာကြားလား။သူချို့ကိုစားလိမ့်မယ်တစီကြီးခင်ဗျားထွက်သွားတော့ခင်ဗျားလူကုန်းခံဆိုင်ထားတာခင်ဗျားတီဆိုဖြစ်မှာပါ။တကယ်တော့ခင်ဗျားကဖားစားတစီကြီးပဲ။ကဲကွာပြောများစီများဖြစ်နေဦး။မင်းတနေ့ကမှလူဖြစ်လာတဲ့သောက်ကလေးလေးအကြီးတွေကိုတော်တော်စော်ကားတဲ့ကောင်။တော်ပြီ။မင်းဘာမှဆက်မပြောနဲ့တော့။ အေမဟာဦးရှိမောင်ရဲ့ခြေထောက်ကန်ချက်ရအောင်မှာညီကျသွားခဲ့ပါတယ်။အေယောဘာကမင်းကိုစိတ်ပူလို့တည်လာမိတာကွာ။ဒါကမင်းကဒဇေကြီးတို့ဇေယကြီးတို့ဆော့ဆွဲတာမလုံးလုံးဘူးလား။တော်ပါပြီကွာ။မင်းတို့ကောင်းကြီးကစီတန်တာနဲ့တန်နေကမဟုတ်ဘူး။ဦးမက်ကြီးကထိုးထိုးပြောပြီးတာနဲ့မော်ဒယ်လေးလိုရှက်ကထွက်သွားခဲ့ပါတယ်။အေမဟာမင်းကိုငါ့ဘာကျလို့ချစ်တာမသိပါလေ။မင်းငါကိုစင်မဆိုးပါနဲ့ကွာ။ ငါနည်းနည်းလေးအားမိသွားတယ်ဆိုပေမဲ့နောက်နှစ်ရက်လောက်ကြာရင်တော့ယောက်ျားဖက်သာသွားလိမ့်မယ်။အဲ့လောက်စီလှုပ်ရှားလို့လို့လား။အဲ့လောက်စီလှုပ်ဖို့လို့လို့လားလို့ခင်ဗျားတို့ကထိခိုက်ဆိုဆော်ဝင်ဆိုတာကြီးပဲ။ဒါပေမဲ့မင်းကကုမ္ပဏီကဘာဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းငါအเจ้าစုံမသိရသေးဘူးနော်။ငါမိကိုနောက်တစ်ခါမကတော့ပါဘူး။ခုလည်းမထိုးတော့ဘူး။အဲ့တော့မင်းကဘာအမှန်တိတ်ပြော။ချို့ပြောပါမယ်။အိုးမကြီးကတဆူကြီးပြ။ချို့တကယ်ပြောတာ။ ချို့ပြောတာယုံပါတကယ်တော့ဒီလိုဗျမနေ့ကချို့ဖားရှာထွက်ရင်းနဲ့မီလိုကြီးကိုထွေးလေလို့အဲ့ဒီမီလိုနောက်ကိုသွားကြည့်တာတကယ်တော့မီလိုဘယ်ဟုတ်မလဲဖားရီလိုက်ရှာပြီးစားနေတဲ့အစေဦးမကြီးဗျပျော်နေတဲ့သူ့တို့ဖို့ကိုခွေးချီသွားရင်တောင်မှချို့မှတ်မိတယ်ဒူဒီနာလည်းဖားရှာထွက်လာလိမ့်မယ်တကယ်လို့မရဘူးဆိုရင်ပူရှိလောက်မဲ့စပါခင်းကိုချို့လိုက်ပြပေးလို့ရတယ် အေးမောက်ဟာအကြောင်းစိုးကိုတိတ်ချရှိပြပြီးတော့သူကိုယုံကြည်ပေးဖို့ပြောခဲ့ပါတယ်။ဒါတင်မဟုတ်ပေဥမေကြီးတစီဆိုတာကိုတည့်တည့်ပြဖို့ကြိုးစားနေခဲ့ပါတယ်။ဒါကြောင့်သူတို့ညောက်သားဟာထုံညမှာတော့တနေ့တလဲစီနဲ့ထွက်လာခဲ့ကြပါတယ်။အဲဒီညမှာလည်းမနေ့ကလိုပဲမိုးတွေတဖွဲဖွဲနဲ့ကြားနေခဲ့ပြီးလေတုဟာအေးဆဲနေခဲ့တာပေါ့။အေးမောက်နဲ့ဥရှိမောက်တို့နှစ်ယောက်မောင်မိုက်နေတဲ့လက်ကင်းစီကိုဦးတီကလာနေကြပါတယ်။သူတို့လာနေခဲ့ရင်လည်းမီလိုကြီးကိုတွားတွေ့ခဲ့ပါတယ်။ ထူးဆန်းတဲ့ထုံမီလိုကိုတွေးတဲ့ချိန်မှာတော့ဥရှိမကထိုးသူပြောခဲ့ပါတယ်။အဲ့ဒီမီလိုကလည်းတော့ထူးဆန်းတာပဲဟာ။မင်းပြောတာအဲ့ဒါလား။ငါတို့အနီးကပ်သွားကြည့်ရအောင်။သူတို့အနီးကပ်လာကြည့်တဲ့ချိန်မှာတော့ဖားရှာနေတဲ့ဒစေကြီးကိုစတဲ့တွေ့လဲရပါတယ်။ဒစေကြီးဟာဖားမရလို့စတိတ်တို့ခိုးပေါက်နေတဲ့ပုံစံပေါ့။ဟိုမဟိုမတွေ့လား။ချို့ပြောတဲ့ဒစေကြီးဆိုတာလေ။မနေ့ကချို့ကိုစားဖို့လို့တာအဲ့ဒီဒစေပဲ။မင်းပြောတာဟုတ်တယ်ဟာ။ဝမမကြီး မင်းကတကယ်ကြီးတစည်ကြီးဖြစ်နေတာပဲမပြေးနဲ့ရဦးရှိမောင်ကခိုးလိုက်ပြီးတော့သူ့ရဲ့ပျောက်ရှိကြီးနဲ့ကျွေးထင်းလိုက်ပါတယ်လက်ထဲမှာစနေတွေမီနာနဲ့ထွတစည်ကြီးကလည်းပြီးတာမှတန်းနေရောဗျာအောင်မေယူကျူကမအာမနာပြီးနေလိုက်တာကွာဟဲ့ကောင်ရက်စံတစည်ကြီးကလည်းတန်းနေအောင်ပြီးတော့သူတို့နှစ်ယောက်သားလည်းအနောက်ကနေပြေးလိုက်ကြပါတယ်တဲ့ကြီးကအသက်လူပြင်းနေရပြီးမိသားမိသွားခဲ့ရင်တော့တော်တော်လေးအထောက်အခံရမှာပါ ါကြောင့်ပဲခလုံးနဲ့တင်မတသားတည်းဖြစ်အောင်ပြေးတာပေါ့ဗျာနောက်ကသူတွေလည်းဇောကြီးမောကြီးညက်လိုက်တော့တဖြည်းဖြည်းမိလို့နေပါဖြစ်လာခဲ့ပါတယ်အဲ့ဒီလိုနဲ့တစည်ကြီးကိုမိတော့မဲ့ချေမိလို့နေပါအခြေလေးမှာမိုးချိုးပြစ်ချခဲ့ပါတယ်အေမွန်နဲ့ဦးရှိမောက်တို့မိုးချိုးပြစ်ခံလဲရပြီးထိုနေရာမှာပဲလဲကျတည်ဆူသွားခဲ့ပါတယ်မိုးကြိုထိမှန်ပြီးတော့တယောက်သားလည်းအငွိ့တဟောဟုံးနဲ့မဲနေသွားခဲ့ပါတယ်။ပြီးကျဲသားကောက်တဲ့ဒစီကြီးကတော့အနောက်ကိုတစ်ချက်လက်ကြီးက ထိုနေရာမှာပြောက်ွယ်သွားခဲ့တာပေါ့မနေ့ကိုရောက်မှာတော့သူတို့နှစ်ယောက်ရဲ့အလောက်လူနဲ့တူလူတွေဖိချေတဲ့မေဂေါ်တချို့ရှိနေခဲ့ပါတယ်သူတို့နှစ်ယောက်ကလက်ခွဲပြည်ကြီးမှာဘာလို့နေကြတာလဲလူတွေမသိရသေးတဲ့ကိစ္စတခု ရှိနေခဲ့တာလားဘာညာစသဖြင့်ပြောနေကြတာပေါ့သူတို့ဟာအာထုံးမှုတွေကောင်းကြပေမဲ့ကံမကောင်းသူတွေဖြစ်သွားကြပါတယ်တကယ်တော့ဒါဟာလက်ခွဲထဲမှာလျှက်စည်းစီမဲ့တဲ့ကြီးတွေကန့်ဆောက်ထားတဲ့သူတို့ရဲ့ပြည်လို့ဆိုရမှာပါ နောက်ထပ်ဖြစ်ရည်တစ်ခုလို့ကိုသိတဲ့သူကတော့တယောက်ပဲရှိပါတယ်။အဲ့ဒီသူကတော့သိပေနတ်မှာရက်နေတဲ့ဥမိုက်ကြီးဖြစ်တာပေါ့။ကိုကြီးမားလည်းကန်ဆိုးတဲ့သူတယောက်ဖြစ်မသိခင်မှာအိတ်မိလောက်ခဲ့ရပြီးပြီးတော့လေမိုးကြိုးစာမိသွားတော့ရွာသားတွေအားလုံးကလည်းသူ့ကိုသနာနေကြပါတယ်။နောက်ဆုံးမှာတော့တစေကြီးကပဲကြံရင်အောင်နေသူတယောက်ဖြစ်ဖြစ်သွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ဒီနေ့ကတော့ဒီလောက်ပါပြီဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။